တာယာရဲနေဖြစ်ကြပါစေလို့အားလုံးကိုနေဦးမေ channel ကနေမှတဖန်ပြန်လည်ပြီးကြိုဆိုပါရစေ။ဒီနေ့ကတော့ဗတ်မောက်ဦးစိုးဝင်းနဲ့ကျွတ်ကချင်းပြည်နယ်ရဲ့တရင်နဲ့အရင်စချင်တယ်။ကျွတ်ကချင်းပြည်နယ်မှာနေရတော်များများမှာတိုက်ပွဲတွေဖြစ်ပွားနေတယ်။စစ်ခွေးတွေဘက်ကနေတော့ဧပြီလ30ရက်နေ့အထိရာရီအပြစ်ခတ်ရက်စဲကိုလုတ်သေးဆိုပြီးမှ စာရွက်ပေါ်မှာစာရေးထားခဲ့တယ်။ March 28ရက်နေ့ငငလီလုတ်ပြီးတဲ့အချိန်မှာကျတော့ကျတော့လူဒီကတော့ရရည်အပြစ်ခတ်ကိုရက်ဆဲမယ်။စစ်ခွေးတွေတိုက်လာလို့ရှိရင်တော့ခုခမေဆိုပြီးမှကျတော့ကတော့ရရည်အပြစ်ခတ်ရက်ဆဲကိုလုတ်ခဲ့တယ်။ကိုလုတ်ခဲ့တဲ့အတိုင်းပဲကျတော့ကတော့ခုခမစစ်ပဲလုတ်ခဲ့တယ်။ ဒါမဲ့စခွေးတွေကတော့အခုဒီတစ်ခါနဲ့ဆိုနှစ်ခါရရည်ပြစ်ခတ်စာကို ထုတ်ပေမဲ့တရက်မှလေရင်ဘုံကျဲတာမနာဘူးအခုရရည်အပြစ်ခတ်ရက်ဆေးထားတဲ့အချိန်မှာစစ်ကြောင်းတစ်ကြောင်းနဲ့သူတို့ကဖက်ကန့်ကိုတက်လာတယ် ဒီဖက်ကန့်ကိုမတက်လာခင်မှာကမိုင်းမြို့မှာခွေးတွေကတော့အဲ့မှာစစ်သားတွေစုပြီးမှသူတို့ဖက်ကန့်ဘက်ကိုအလုံးရင်းနဲ့တက်လာဖို့ရအတွက်စစ်သားတွေအဲ့မှာစုဆောင်းနေတယ်ဆိုတော့အဲ့မှာစစ်သား900ကနေ600လောက်ရှိတဲ့စစ်သားတွေကဖက်ကန့်ဘက်ကိုတက်လာဖို့ရန်အတွက်ပြင်တဲ့အတွက်ကြောင့် April 24ရက်နေ့တော့ကျမတို့ KIA ဘက်ကနေမှဖက်ကန့်နန်းကိုရက်ကန်တမဲ့ကျမတို့ပိတ်လိုက်ပြီး အဲ့လိုမျိုးပိတ်လိုက်တဲ့ဂျားထဲကနေမှစစ်ခွေးတွေတက်လာတဲ့အတွက်ကြောင့်မနေ့ကတော့မိုးဦးပင်ဆိုတဲ့ကားမိုင်းနဲ့ဖကနန်းကြားမှာရှိတဲ့ယူဝါလေးမှာတိုက်ပွဲတွေဖြစ်ကြတယ်။အခုကျမတို့ဘဲနားမှာတွေ့နေရတဲ့ခွေးဝတ်စုံတွေလက်နက်တွေရရှိတယ်။ခွေးတွေကတော့ဘယ်နှကောင်သေးသွားသလဲဆိုတော့အတိအကျမသိသေးဘူးဖကန်ဘက်ကိုတက်လာတဲ့ခွေးတွေကိုအိုင်နာမှာတခါပြစ်ချနိုင်ခဲ့တယ်ပြီးတော့အင်ဒိုဘက်ကနေလည်း SNA ရှန်နီခွေးတွေနဲ့ စစ်ခွေးတွေနဲ့ပေါင်းပြီးတက်လာခဲ့ကြတယ်။အဲ့မှာလဲသူတို့တက်လာတဲ့ရင်တန်းကို RPG နဲ့ထုထဲလိုက်တာမတာဘလောက်ပေါ်သွားလဲတော့မသိဘူး။ဒါပေမဲ့ရင်တန်းကတော့ကားတစ်စီးမှတော့ဖကန်ဘက်ကိုတက်သွားလို့မရဘဲနဲ့ကပြန်ခောက်လာတယ်ဆိုတာသိရတယ်။ဒါကတော့ဖကန်ရဲ့တရင်နော်။ပြေးပြေးပြေးဟိုးရပြေးပြေးပြေးဟိုးရမဟိုးရမ။ဖရဖရအဲ့မှာရှုံဟဲ့။ဟိုးမမကြီးဖရရဲ့နောက်ပေါ်မှာအဲ့မှာဟိုး။ပြေးပြေးဟိုးမပြေးပြီ။ပြေးပြေးဟိုးနော်။ ပုံပေါ်မှာမနေ့ကဧပြီလ25ရက်နေ့မနေ့၄နိုင်45ကနေမှစတင်တိုက်ခိုက်ခဲ့တယ်ဒီတခါတော့ကျမတို့ကအလုံးအရင်နဲ့တခါလဲဝင်ချတယ်စကခ23ခလာရ49နဲ့အတူကာကင်းအတော်များများကိုတခါတည်းဝင်ချလိုက်တယ်စခွေးတွေဘက်ကနေလဲလက်နဲ့ကြီးတွေနဲ့တကုံပစ်တယ်မနေ့ကတိုက်ပွဲဖြစ်လာတဲ့အချိန်ကနေမှမနေ့ည8နိုင်ထိလုံးဝမနာဘဲနဲ့လေရင်တွေပစ်ခတ်နေတယ်စိတ်မကောင်းစရာတစ်ခုကတော့ မနေ့ကတနေ့ထဲမှာပဲပုံပေါ်မှာရှိတဲ့ဟိုတယ်တွေအိမ်အကောင့်တွေအများကြီးပျက်စီးသွားတယ်။ဒါပေမဲ့ဒီမနေ့26ရက်နေ့မှာတော့စကခ23ရက်ပိုဟိုကာကင်းစခန်းကို အပိတတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်။မနေ့ကစတဲ့ဒီနေ့မနေ့တော့တခုရပြီ။အခုစကခ23လက်အတော့အတော်ကို အခြေအနေမကောင်းပါဘူး။မကြခင်မှာကျတို့ပြည်သူတွေအားလုံးမျောလင့်နေတဲ့ကျတို့ပြည်သူတွေအားလုံးကြားချင်နေတဲ့ဖြစ်ချင်နေတဲ့အရာကိုကျတို့မြင်ရမှာကြားရမှာ ာဖြစ်တယ်ဆိုတဲ့အကြောင်းပြောချင်တယ်။ဘာကြောင့်မို့ကျွဲရုတ်ကနေမှတစ်ခါလေးပြန်ထိုးစစ်ဆင်တာတလေ။ဘာကြောင့်မို့ KIA ဘက်ကနေမှရာကြီးအပြစ်ခတ်ရက်စဲကိုဖတ်ပြမမတိုးတလေဆိုလို့ရှိရင်ရာကြီးအပြစ်ခတ်ရက်စဲတီဖြစ်စေမရက်စဲတီဖြစ်စေစစ်ခွေးတွေဘက်ကနေလာတဲ့အတွက်ကြောင့် ခုခံနေဆိုလည်းတိုက်ပွဲဖြစ်တာပဲထိုးစစ်ဆင်နေဆိုလည်းတိုက်ပွဲဖြစ်တာပဲဒါကြောင့်မို့မထူးတဲ့အတွက်ကြောင့်ကျွန်တော် KIA ကနေတော့ရာရီပြတ်ခတ်ရက်စဲကိုလုံးဝမလုပ်တော့ပင်နဲ့ထိုးစစ်ဆင်နေအဲ့ထဲမှာအခုစစ်ခွေးတွေဘက်ကနေမှသုံးပန်းနေရောအလင်းဝင်လာတဲ့သူတွေရောဘာပြောတယ်လဲဆိုတော့အခုစစ်ခွေးတွေက policy ဘာလုပ်ထားလဲ February March April ဒီ၃လထဲမှာဖက်ကနဘေးနားမှာရှိတယ်သူတို့လက်လွတ်လိုက်တဲ့စစ်ခွေးစခန်းတွေကိုပြန်နေပြီးမှဒီ၃လသွေးမှာရယူနိုင်ဖို့ဆို သူတို့ရဲ့ဒီ policy ရှိတယ်လို့ပြောတယ်နင်းတို့တွေရဲ့ policy ဟာနင်းတို့ပိုင်းဖြစ်တယ်ခွေးတက်ဖို့ကငါတို့ရဲ့တာဝန်ဖြစ်တယ်ဒါကြောင့်မို့နော်တက်လာကြပါကချင်းပြည်နယ်မှာကြောက်ကတော့အတန်တန်တတိပေးပြီးသားနော်အာကျွန်တော်ကချင်းပြည်နယ်မှာ လုံလောက်တဲ့မြင်ဩဇာကိုဖျားပေးပြီးသားဖြစ်တယ်ဒါကိုနင်းတို့ကနေမှမဟုတ်ဘူးငါတို့ဘက်ကနေမှမြင်ဩဇာထပ်ပေးခြင်းနဲ့ဆိုလို့ရှိရင်မတတ်နိုင်ဘူးလို့ပဲကြောက်ကတော့အဲ့လိုပြောခြင်းနဲ့နော် ဒါကတော့ကျတို့ရဲ့ပမော်ရဲ့အောင်ပွဲသတင်းကျတို့နောက်သတင်းတစ်ပုဒ်အနေနဲ့ကတော့ကျတို့ KIAD တိုက်ပွဲတွေဖြစ်လာပြီးကျတို့ KIAD ဘက်ကနေမှအသေးအတန်တိုက်ပွဲတွေဖြစ်လာပြီးဟိတ်ဆိုလို့ရှိရင်တော့ကျတို့ကို ပြည်တနာအမြဲတမ်းရှာတဲ့သူက TNLA ဆိုတာတော့အားလုံးသိပြီးသားဖြစ်တယ်เนาะ April 23ရက်နေ့မှာ Indonesia မှာရှိတဲ့ ဆွနုံးကုန်းမှာတိုက်ပွဲဖြစ်တဲ့24ရက်နဲ့မှာတော့မြစ်ကျနနဲ့ဖကလန်းကိုပိတ်လိုက်တယ်25ရက်နဲ့မှာဖကလန်းဘက်မှာတိုက်ပွဲဖြစ်တယ်25ရက်နဲ့မှာပဲပမော်မှာလည်းတိုက်ပွဲဖြစ်တယ်ဆိုတော့23ရက်နဲ့ကနေမှကျတော့ကအသေးအတန်တိုက်ပွဲတွေဖြစ်လာခဲ့ပြီး အဲ့ချိန်မှာ23ရက်နေ့တုန်းကရွှေပြည်မြေဆိုတဲ့ DTNLAD ရဲ့သတင်းဌာနကနေမှမဟုတ်မမှန်ပါရေးထားတယ်လေဆိုတော့ဒီမိုင်းယိုတိုက်နယ်မှာရှိတဲ့မန်ကျူယွာကတာတနာနေမြေမှာ ဧပြီလ3ရက်နေ့မှာ KIA ဘက်ကနေမှစခန်းလာချတယ်လို့ပြောတယ်ပြီးတော့17ရက်နေ့ရောက်တော့ပြည်သူတွေကနေမှတပိတ်မောက်တယ်ဒီစခန်းတိမ်ပေးဖို့ဆိုပြီးမှတောင်းဆိုတယ်လို့ပြောတယ်ကျတို့ KIA ဒီကအခုဒီနေ့ဒီအချိန်ရှမ်းမြောက်မှာတိုက်ပွဲမဖော်ဆောင်တဲ့အတွက်အကြောင်း KIA ကစခန်းကို နေရတိုးချေဆရာအကြောင်းရှိဘူးငိုကိုရှိရင်းဆွဲစခန်းပဲကြောလို့စီမှာရှိတယ်အဲ့စခန်းတောင်မှနင့်တို့ TNLA လူစိတ်မရှိတဲ့အတွက်ကြောင့်ဒီနေ့ငိုတို့စခန်းဆေးခုဖေးပေးခဲ့ပြီဆိုတော့ကျတို့ကတိုက်ပွဲမဖော်ဆောင်နေတဲ့အတွက်ကြောင့်ဘယ်နေရမှာမှကျတို့ကစခန်းကိုလည်းတိုးချေဆရာမလို့တလို့ရှိနေတဲ့စခန်းတွေကတော့အရင်အရင်ကတည်းကရှိနေတဲ့စခန်းဖြစ်တယ်အခုဒီမန်ဂျူယွာမှာတတနာနေမြေမှာစခန်းမချတလို့ ကျတို့ KIAD ကိုလည်းဘေးပြည်သူကမှတပိတ်မမောက်ဘူးဒီနေ့ဒီအချိန်အထိကျမတို့ KIAD ကိုနော်ဒီလိုမျိုးနေမြေကျူးကျော်လို့တက်ဒီစခန်းတွေလိုက်လို့လို့ကျတို့ကိုဘေးပြည်သူကမှဒီနေ့ဒီအချိန်အထိတပိတ်မောက်ခဲ့တာလည်းမရှိခဲ့ဘူးဒါကြောင့်ဒီနေ့ TNLAD နင်တို့ကငရု KIAD ကိုနင်တို့ KIAD ငရုကိုစစ်ပညာသင်ပေးလို့ငရုနင်တို့ကြောင့်ငရုလက်နက်ကင်ရတယ်ဆိုတော့အဲပုံစံနဲ့များနင်တို့ကငရုကို အပြစ်ရှာနေသလားနော် KIAD ပညာသင်ပေးလိုက်လို့ဒီနေ့ငရုကပစိပညာတက်လာတယ်ငရုလက်နက်ကန်ရတာနင့်တို့ကြောင့်ဆိုပြီးမှငရုကိုများအကျွေးတောင်းနေကြသလားပညာသင်ပေးလိုက်လို့နင့်တို့ကငရုကိုအကျွေးတောင်းနေသလားပြင်း24ရက်နဲ့တနာရီလောက်မှာလဲ KIAD အရက်ဝတ်စုံနဲ့10ရောက်ကသူတို့ KIA ရဲ့အချင်းချင်းတွေတယောက်နဲ့တယောက်လူစုနေတဲ့အချိန်မှာ ပြည်သူတွေကိုချောဆွဲတာမဟုတ်ဘူးပြည်သူတွေကိုပေါ်တာဆွဲနေတာမဟုတ်ဘူးနော်သူတို့ခွဲတာချင်းချင်းနဲ့စောင့်ပြီးမှလူစုနေတဲ့ဥစ္စာကို TNLA ကနေမှလာဖမ်းသွားတယ်ဆေးရောက်တော့လာဖမ်းပြီးလာဖမ်းသွားတယ်မနေ့က25ရက်နေ့မှာတတော်တယောက်နဲ့တယောက်အခြေတင်ပြောပြမှပြန်လွတ်ပေးလိုက်တယ်လို့ပြောတယ်နန်ဖက်ကမှရှိတဲ့ KIAD ရဲ့ဆက်သွယ်ရေးယုံကိုလည်းပဲ KIAD ကတနက်တကားကနေဖြစ်တဲ့အတွက်ကြောင့်ဆိုပြမှဒီဇော်မဲလိန်ရဲ့မရင်ငယ်လွတ်ရည်ဦးက ဒီလိုပြောတယ်နော်တနက်တကားကားနဲ့ဖြစ်တဲ့အတွက်ကြောင့် KIAD ကိုသူတို့ TNLD ရဲ့နင်းမြေကိုသွားလို့ရှိရင်တနက်တကားကားနဲ့မကင်နဲ့လို့ပြောတယ်ဒါပေမဲ့ KIAD ကင်လို့ဖမ်းတယ်လို့ပြောတယ်ဆိုတော့အခုဒီနန့်ခမ်းမှာကြတော့အရက်ဝတ်စုံနဲ့ဖမ်းတယ်တဲ့ဒီဆိုလို့ရှိရင်နင်းတို့ကိုငိုတော့ကရိုင်းရင်းပြောမယ်ဆိုဖင်လန်ပြပြမှာပဲသွားရမလားတပည့်ဟာဆရာတဲ့မတော်ဘူးဆိုတာတော့နင်းတို့မှတ်ထားဖို့လိုတယ် နော်ဒီနေ့နင်တို့ TNLAD ကိုစစ်ခွေးတွေကိုတိုက်နေလို့နင်တို့ကိုငရုမပြောတာနော်အခုနင်တို့ရဲ့ဖင်တောင်နင်တို့မနိုင်ဘူးအခုနင်တို့ကိုနဲ့နဲ့ညံ့ညံ့နောက်ချိုမှာနေ့တိုင်းလိုလိုနင်တို့ကိုဘုံကျဲတယ်အခုနင်တို့ PDFD ရဲ့ကျေးဇူးတွေကြောင့်နင်တို့ဒီနေရရထားတဲ့နေရကိုတောင်းနင်တို့လုံလုံခြုံခြုံထိမ့်ချုံနိုင်လို့ဒီနေ့ကျွတ်ရ KIA ကိုရန်လာရှာရတလားအခုရှမ်းမြောက်မှာ တရုတ်ဝန်လာတဲ့နင်တို့စကားသခွန်ပြောနိုင်သလားအခုကျတော့ KIA ဘက်ကနေမှစစ်ခွေးတွေနဲ့တိုက်ပွဲတွေဖြစ်လာပြီးဟဲ့ဆိုလို့ရှိရင်နင်တို့အမြဲတမ်းငွေတို့ကိုအနောက်ရှက်ပေးရအောင်နင်တို့ကစစ်ခွေးတွေရဲ့ကြုံတယ်လားနင်တို့ကိုပြောမယ့်စကားတောင်မရှိဘူးနော်နင်တို့ကိုပြောမယ့်စကားတောင်မရှိဘူးဒီနေ့ကျမတို့ KIA တွေ ကျတို့ကိုပိုင်နေမြေဆိုရဟာနှစ်ပေါင်း60ကျော်ကျတို့ရရှိသွားပြီးသားเนาะနှစ်ပေါင်း60ကျော်နေထိုင်လာခဲ့တဲ့နေရာကအခုမှတာတနာနေမြေလားဘူချုပ်ကမောကနေမှ TNLD နဲ့ဆွေးနွေးမယ်လို့စာထုတ်လိုက်ပြီးတဲ့နောက်ပိုင်းမှာတာဖုံးကျော်ကနေမှဆွေးနွေးဆရာမလို့ဘူးလို့ပြောလို့ဒီနေ့ဒီအချိန်ထိကျမတို့ကသူတို့နဲ့ဆွေးနွေးချင်မလို့ဘူး ဘာကြောင့်လဲဆိုတော့ဆွေးနွေးရင်လည်းအကျိုးဖြစ်သွားမှာမဟုတ်တဲ့အတွက်ကြောင့်ဒီနေ့ဒီအချိန်ဒီကျမတို့ကဒီဆွေးနွေးမဲ့ကိစ္စကိုရပ်နားလိုက်တာဖြစ်တယ်ဘယ်အချိန်မှပြန်လုပ်မလဲဆိုတော့မသိဘူးတကယ်လို့သာသူတို့ဘက်ကနေမှ KIAD ကိုကျေးဇူးရှင်အနေနဲ့မမြင်နဲ့လုံးဝမမြင်နဲ့ဒါပေမဲ့ KIAD ဟာငရုနဲ့စစ်ခွေးတွေကိုအတူတူတိုက်ပွဲဝင်တော်လာရင်မဟာမိတ်ဒီလို့နင်းတို့မြင်လိုက်ရင်ရှင်းရှင်းလေးပဲဘာမှပြဿနာရှာစရာမလိုဘူး ဒီနေ့ဒီချိန်နေ့နင့်တို့ကိုငါတို့တလောက်အထိလုံနေတာကိုနင့်တို့ကဘာလဲနင့်တို့ကိုစစ်ပညာသင်ပေးလိုက်လို့နင့်တို့ကဒေါကနေတာလားတာဖုံးကျော်နင့်တို့လာခဲ့တဲ့ခွေးဘဝသမင်းတောင်မှနတ်မန်အောင်မစားနိုင်ခဲ့တဲ့နင့်တို့ဘဝကိုယ့်ရဲ့ငေပါကိုတောင် ဖုံးမဲ့ဘောင်းဘီတောင်မရှိတဲ့နင့်တို့ဘဝကို လူလားမြောက်အောင်လုပ်ခဲ့တဲ့ငါတို့ကိုတော့မမဲနဲ့နော် ဘဒူမဆိုတိခန္ဓာဟာသူ့ရဲ့အတိုင်းအတာတစ်ခုရှိတယ်လို့ပဲ TNLD ကိုတလောက်ပဲပြောချင်တယ်တိတ်စကားပြောချင်ဘူးသူတို့ကိုစကားပြောရတာလဲပါဇက်ကတဏ္ဍတလို့တောင်ဖြစ်လာပြီနောက်ဒရင်တဲ့ဘုတ်အနေနဲ့ကတော့မန္တလေးမှာ PDF 30နဲ့ရောက်က အလင်းဝင်လာတယ်တဲ့နာကြားဘူးကြလားနော်အခုဒီမန်လေးဘက်မှာ PDF ဒီဘက်ကနေမှနေ့တိုင်းနေ့တိုင်းတို့ထိုးစစ်ဆင်တိုက်ပွဲဖြစ်နေတယ်။ PDF တွေက အနောင်သားရလောက်အောင်သူတို့ကိုကြတော့ခေါ်ရမှာမဟုတ်တာသူတို့ဘာသူတို့ဝင်လာတာကိုကမန်ဒေးထင်းတော့ဝင်လာတဲ့ PDF တွေဘယ်သူမှမခွေးဘက်ကိုအလေးဝင်လာတာဆိုတာမရှိဘူး ဒီဘောမတွေကပါဟောင်းနေကြတယ်လေဆိုတော့ PDF 30နှစ်ယောက်ယောက်ကြား30မိန်ကလေးနှစ်ယောက်တဲ့ဒီ30နှစ်ယောက်ကနေမှဂျာခန်တစင်စစ်ခွေးတွေကိုဆက်တွယ်ပြီးမှအလင်းဝင်ချင်တယ်လို့ပြောတဲ့အတွက်ကြောင့်နေရအချိန်ဆက်လုထားပြီးမှလာခေါ်သွားတယ်လို့ပြောတယ်အဲ့ထဲမှာခွေးဘောမတကောင်ကပါဟောင်းထားတယ်လေဆိုတော့အခု30နှစ်ယောက်ကို မိဘယဉ်ခွင်ထဲကိုပြအပ်တဲ့အစီအစဉ်ကိုအကြီးအကျယ်မလဲမှလုပ်ခဲ့တယ်လို့ပြောတယ်ဆိုတော့ အဲဒါကိုကြားလိုက်တဲ့အခါမှာကျွတ်ဘာသတိရလဲဆိုတော့ဩလို့ကျွတ်တို့ပြည်သူတွေရဲ့ပတ်စာတော်လေးတော့ကုံသွားချတာပဲလို့ဘာကြောင့်လဲဆိုအစည်းအဝေးလုပ်တယ်ဆိုလို့ရှိရင်တော့အဲဒီလငတ်ပုတ်ဒီကစားတော့မှာလေနော်စားမယ်ပြီးလို့ရှိရင်လည်းတချို့ကျတော့လက်နက်နဲ့အလေးဝင်လာတယ်တဲ့တချို့ကျတော့လက်နက်မပါဘဲနဲ့အလေးဝင်လာတယ်လက်နက်နဲ့အလေးဝင်လာတဲ့လူတွေကို350ပေးမှကျွတ်တို့တော်လာရဲတွေလုပ်တဲ့ဥစ္စာကိုသူတို့ကနားထဲမှာကြားရအောင် ပြီးမှမှတ်ထားပါအခုသူတို့လက်တွေလိုက်လုပ်တယ်ပေါ့ကွာနော် အတော်လေးတော့တပည့်ခံနေကြတာပဲဆိုတော့အခုလက်နဲ့ပါလာတဲ့လူတွေကို350ပေးတယ်တဲ့လက်နဲ့မပါလာတဲ့လူတွေကိုကျတော့9300ပေးတယ်တဲ့30နေရောက်ကတော့အလင်းဝင်လာခဲ့တယ်တဲ့အခုတော့မြစ်ပရင်ခွေထဲမှာကောင်းကောင်းနေရတယ်ပေါ့နော်ဆိုတော့ဒီလောက်အထိအုံအောင်မပြီးတဲ့ တော်လရဲတွေတယောက်မှမရှိဘူးအုံနောင်မပြိအကြက်မပြိပညာမတတ်တာကစစ်ခွေးမှာပဲရှိတယ်ပညာတတ်တဲ့လူတွေကအခုတလောက်အထိအိမ်ပေါ်ထိပေါ်တာဆွဲပြီးစစ်ခွေးထဲထည့်တယ်ဆိုတာအခုအလင်းဝလာတဲ့စစ်သားတွေပြောနေကြတာနင်တို့မကြားဘူးလားအုံနောက်ရှိတဲ့လူတွေကများနင်တို့စီအလင်းဝလာမလဲ PDF ထဲမှာတို့ရှိတယ်တိုက်ပွဲဝင်ချင်ဘူးလားမဝင်ပဲနဲ့နေလို့ရတယ်နင်တို့စစ်ခွေးတွေထဲမှာအခုဘာလဲနင်နစ်အနေနဲ့ စုဆောင်ထားတာကိုတောင်မှအခုအရေးပေါ်အနေနဲ့နင်းတို့နနစ်ထပ်ပြီးမှတိုးတယ်လို့ပြောတယ်အရေးပေါ်ကိစ္စမို့လို့နနစ်ကိုလဲနင်းအနေနဲ့လှုပ်လိုက်တယ်ဆိုတော့ဒီလောက်အထိအရေးကြီးနေတဲ့အချိန်မှာအခု30နေရောက်ကတာတကယ်လို့ PDF ကနေလာတယ်ဆိုလို့ရှိရင်သူတို့ကအခုနင်းတို့တင်သားပေးထားတဲ့ဒူဒီထက်ပိုပြီးမှတနက်ပြစ်ကျွမ်းတယ်ဘာကြောင့်နင်းတို့ရှေ့တန်းကိုချက်ချင်းမလွတ်တာလဲ အခုဒီ34ရက်ကိုနင်တို့တရက်ကို9000ပေးလား6000ပေးလား1000ခွဲပေးတလားဘယ်လောက်နဲ့နင်တို့ငါးထားတလဲမရှက်ဘူးလားနင်တို့အော်နေရတဲ့ဘောမတွေလဲနင်တို့ရှက်တတ်ဖို့တော့လိုတယ်အဲ့ဒါမဲ့ရှက်မှာမဟုတ်ပါဘာကြောင့်လဲဆိုနင်တို့ကလူနဲ့ခွေးနဲ့ရောစပ်ပြီးမွေးထားတယ်ဆိုတော့နင်တို့မှာရှက်မရှိဘူးပြီးတော့ဘာမန်လဲဝန်းကျင်မှာအခုအလင်းဝင်လာမဲ့ PDF တွေအရောက်100လောက်ရှိသေးတယ်တဲ့နော် တက်ရင်လက်တက်ရင်လိုက်များဝင်သွားသလားမသိဘူးနော်စစ်ခွေးတွေစီမှာ PDF တွေကိုအော်ပြစ်ဖို့များဝင်သွားသလားဒါမှမဟုတ်စစ်ခွေးတွေစီကတနက်ယူပြီးမှ PDF တွေစီကိုဝင်လာဖို့များဝင်သွားသလားတော့မသိဘူးနင်းတို့ဘောမတွေနဲနေပါပါနင်းတို့ကခွေးနဲ့လူနဲ့ရောထားတဲ့အတွက်ကြောင့်လူစိတ်တော့နင်းနေလေရှိတင်တယ်နင်းတို့စကားကိုဘယ်သူယုံမလဲဘယ် PDF ကနင်းတို့စီအလေးဝင်လာမလဲမရှက်ဘူးလားနင်းတို့ဒီလိုမျိုးလိန်ပြောရတာ ဘယ် PDF ကမှနင့်တို့စီကိုအလင်းဝမိဘယင်ခွင်ထဲတယ်နင့်တို့ကအခုမိဘယင်ခွင်ထဲမပြောနဲ့တကယ်လို့ဒါ PDF တွေဒါအလင်းဝလာလို့ရှင်နင့်တို့ကဒီလူကြီးကလက်နဲ့ကင်တတ်တယ်ဆိုမှတခါလဲနင့်တို့ရှေ့တန်းပို့မှာထောင်ချမှာမိဘယင်ခွင်ထဲဆိုတာနင့်တို့ပြောတတ်သေးတယ်နော်မရှက်ဘူးလားတော့မသိဘူးနော်ကန်းတော်ကုန်းနဲ့တိတ်မပြောချင်ဘူးနောက်သတင်းတစ်ပုဒ်နင်းနေကတော့ April 24ရက်နေ့မှာကြာရောက်ခဲ့တဲ့ မင်းသား CDF ဒီရဲ့လဲနေပြီအခမ်းအနားပွဲကိုသူတို့ကျင်းပခဲ့တယ်အဲ့အခမ်းအနားထဲမှာဒီမင်းသား CDF ရဲ့အာစစ်ဦးစီးချုပ် ပြောသွားတဲ့စကားထဲမှာအခုဒီမင်းသက်ကိုတော့သခွေကင်းစင်တဲ့နေမြဖြစ်သွားပြီဆက်လက်ပြီးတော့လည်းကြာနေသေးတဲ့တိတိရဲ့ခါကားရဲ့ထန်တလန်ကိုလည်းပဲအာတခြားတော့ပြီးတော့လာရဲတွေနဲ့ပူပေါင်းပြီးတော့တိုက်ပွဲဝင်သွားမယ်ဆိုတဲ့စကားကိုပြောသွားတာဖြစ်တဲ့ဒါတော့တိတ်ပြီးမှခွန်အားရဆရာအားရဆရာဖြစ်တဲ့တော်လာရဲတွေကတော့အခုပူပေါင်းပြီးမှတိုက်ပွဲဝင်နေကြတယ်တနေ့ပြီးတနေ့တော့ပူမှရင့်ကျက်လာတယ်ပေါ့နော်အကြီးအစတော့ကတော့နင့်နင့်ဖွဲ့ငါဖွဲ့ဆိုတာရှိတယ်တိုက်ချင်တာပဲ ်ရှိတယ်ဘလို့မျိုးစည်းယုံရမလဲဆိုတာမသိဘူးဒါပေမဲ့အခုကျတော့ငေါ်တို့ကုံစည်းယုံမှငေါ်တို့အကုံပေါင်းပတိုင်းမှ ပိုပြီးမှထိရောက်တယ်ဆိုတာလည်းသူတို့မြင်လာတာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့တချို့အဖွဲ့တီထဲမှာ drone ရှိတယ်เนาะတချို့အဖွဲ့တီထဲမှာတော့လက်နက်ကြီးတွေရှိတယ်လို့ပဲပြော။ဒါဆိုလို့ရှိရင်လက်နက်ကြီးရှိတဲ့လူနဲ့ drone ရှိတဲ့လူနဲ့ပေါင်းလိုက်တော့အဲ့တပ်ဖွဲ့ကပါဖြစ်သွားမလား။လက်နက်ကြီးနဲ့ drone ရှိတဲ့တပ်ဖွဲ့ဖြစ်သွားတာပေါ့เนาะဆိုတော့အဲ့လိုမျိုးမပြည့်မစုံတဲ့အရာတွေနဲ့သူ့မှာပြည့်စုံတဲ့အရာနဲ့ကို့မှာပြည့်စုံတဲ့အရာနဲ့ပေါင်းလိုက်တော့အကုန်ပြည့်စုံသွားတဲ့ တက်ဖွဲ့ကြီးဖြစ်သွားတယ်ဒါကြောင့်အခုဒီ Mindup CDF တွေလည်းပဲတခြားတော့မဟာမိတ်တွေနဲ့ပူးပေါင်းပြီးတော့ကြံရှိနေတဲ့တဲ့ချင်းပြည်နယ်ကဒီမြို့သုံးမြို့ကိုလည်းပဲဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ပြောတဲ့အတွက်ကြောင့်အရန်ဂုံယူတယ်ဆိုတော့အခုမြင်းချန်ခရိုင်နထိုးကြီးမြို့မှာရှိတရုတ်တွေရဲ့ gas pipeline ကိုစောင့်နေတဲ့စစ်ခွေးတပ်တွေကိုနထိုးကြီး PDF တွေကနေမှ April 24ရက်နေ့ညမှာ 80မမ၅လုံးနဲ့ပြစ်ခတ်လိုက်တာဘလောက်သေးသွားတယ်လဲဆိုတော့အတိအကျမသိဘူးဒါပေမဲ့၃កောင်ကိုတော့အရေးပေါ်ခန်းကိုခေါ်သွားတယ်ဆိုတာသိရတယ်ထိလို့ပဲပေါ့မဟုတ်လားမตาတွေအများကြီးပေါ်သွားပြီထဲထဲမှာ80မမဘုံဒီတလုံးကတော့စခွေးတပ်ဖွဲ့တွေရဲ့အဆောက်အုံအပေါ်ကိုကြားရောက်တယ်လို့သိရတယ်ဆိုတော့ဘယ်နှစ်ယောက်မြတ်ကန်သွားပြီလဲနေရတကမှာဒီ PDF တွေရဲ့ပြောက်ကြားစနစ်ကလည်းလွယ်ကိုမလွယ်ဘူး ကျော်မျိုးမင်းကဘာနဲ့တင်စားတယ်လဲဆိုတော့ငလင်လိုပဲတဲ့နော်တိုင်းထွာလို့လည်းမရဘူးမသိနိုင်ဘူးပေါ့နော်တော်ချက်တော်ချက်ပြည်သူတွေအားလုံးစမ်းမပြေရှိကြပါစေ